ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဂျာတာရင်းနေဝါးတွေအတွက်တည်တည်တဲ့အောက်တန်းဂျိုသတိထားရမယ့်ဂျိုလေးတစ်လုံးကြောင်းပြောပြခြင်းတာဖြစ်တယ်အဲ့တော့ဂျာတာပရီဆိုတဲ့သဘောကကြီးမားတယ်ကျယ်ပြန့်တယ်စနေဆိုတာအမှုစိတ်တယ်အဲဒီနှစ်ခုကနည်းနည်းလေးဆန့်ကျင်ပဲဖြစ်နေတယ်အဲ့လိုပဲဂျာရီတာမီတွေအတွက်အားနေချက်ကလည်းစနေဂျိုဖြစ်တယ်စနေဂျိုဖြစ်တယ်အဲ့စနေဂျိုကဘယ်လိုမျိုးသတိထားဖို့လိုလဲပေါ့ จารีตามีสิสิတွေကတောမာဂျိုအတိတောမာဂျိုจาตาပရိယတောမာဂျိုကောင်းတဲ့ဂျိုလို့မြင်လိုက်ဗျာငါတို့จารีตามีတွေကဘေးလူကိုပြောတဲ့ခါကြရင်ကောင်းစီစင်တဲ့စိတ်နဲ့ပြောတာဒါပေမဲ့ဆုံးမတဲ့နေရာမှာကောင်းစီခြင်းနဲ့စိတ်နဲ့ပြောတာတော့မှန်တယ်ဘေးလူနားထဲမှာလူတော်တော်များများပါဗျာဆူဆုံးမတာကိုကြိုက်ခဲတယ်မကြိုက်ဘူးဒါကြောင့်ပဲဖះမေတ္တာ တုတ်ထဲမှာမွေးမြူလွယ်သူဖြစ်ရမယ်စုဆုံးမလွယ်သူဖြစ်ကြမယ်လို့မြန်ထည့်ဟောခဲ့လားလို့ကျွန်တော်တခါတကြိမ်တွေးမိတယ်ပေါ့နော်အဲ့တော့လူတော်တော်များများစုဆုံးမရတာမလွယ်ဘူးဆုံးမတဲ့လူဟိုလည်းမကြိုက်ဘူးဆရာလောက်တာပေါ့ကွာဒီဘဲကြီးငါ့ကိုအဲဒီလိုမျိုးထင်တာဒါကြောင့်ကြာရီးသားမိတယ်အဓိကအားနေချက်ကအဲ့လိုပေါ့ကူညီခြင်းနဲ့စိတ်ကဲတင်ခြင်းနဲ့စိတ်ဆုံးမခြင်းနဲ့စိတ်လမ်းပြခြင်းနဲ့စိတ်အဲ့လိုစိတ်နဲ့ပြောတဲ့ဟာတွေကတစ်ဖက်လူကကိုယ်ပစည်းပစက်များတယ်ရစ်တယ် အနုစိတ်လျှောက်ပြောနေတယ်ဒီလောက်ကတော့ငါတို့လည်းသိပါတယ်အဲ့လိုမျိုးအထင်ခံရတယ်ဒါတော့ကြာပြီးသားပြီးတွေကအချို့နေရာတွေမှာကျွန်တော်တို့ကလေနှုတ်နဲတာအကောင်းဆုံးပဲဘာဖြစ်လို့ပြောလဲဆိုတော့ကြာပြီးသားသမီးတွေရဲ့ဗုဒ္ဓဖူးဂျိုကလည်းအခိုက်မှာဖြစ်နေတယ်စနေရလည်းသူရိယမှာရောက်နေတာဖြစ်တဲ့အတွက်အပြစ်တင်တဲ့ဇာတ်ကြီးကောင်းစေခြင်းလို့လမ်းပြတဲ့ဇာတ်ကြီးရှင်းပြောရရင်ဟိုလူမှုဆက်ဆံရေးမှာပြောတဲ့ဆိုတဲ့အပိုင်းတွေမှာတက်နိုင်တဲ့လောက်ရှော့ပြောတာပိုကောင်းပါလိမ့်မယ် ။နောက်မို့ဆိုရင်ကျွန်တော်တို့ဇကားပြောဆိုတာမตายအောင်မလှပဘူး။တဖက်လူကိုအပြစ်တင်တယ်လို့ဝေဖန်တယ်လို့ထောက်ပြတယ်လို့လှုပ်ပြီးတော့သူ့ကိုနှိမ်လိုက်တယ်လို့ဖြတ်သွားရင်မကောင်းဘူးပေါ့ဗျာ။အားရလေးတစ်ချက်ကိုတတိထားဖို့လိုတယ်။ဖိစနေကျိုးဆိုတာအနုစိတ်အသေးစိတ်ဗျာ။ဂျာရီတာမီတွေကဂျာတာရီကကြီးအကြီးလှုပ်ချင်ကြရတဲ့လူတွေ။အနုစိတ်အသေးစိတ်ကသူတို့အတွက်ဆက်ညံပတ်ကြီးမကောင်းတဲ့ဂျိုးကြီးတလုံးပြက်နေတာ။ဒါကြောင့်ပဲကျွန်တော်တို့ကဂျာရီတာမီတွေအချို့နေရာတွေမှာမြင်ဝင်အကျယ်ကိုတော့မြင်တယ် မှန်မြောင်းလို့ပေါ့ဗျာမှန်မြောင်းနေမှာကျွန်တော်တို့ကတစ်ဖက်ကဟုတ်မြင်ကွင်းကျယ်နေအဝေးယူလမ်းမြင်ရအကျယ်ကြီးမြင်ရတခုဟာတွေကြတော့အဝေးကိုမြင်မရအောင်အနုစိတ်เนาะပွဲစိတ်လေးတကောင်သွားနေရကြည့်တယ်လို့အဲ့တော့ဒါရီတာမီဒီယာမှန်မြောင်းလို့ကြည့်ဖို့လိုတယ်ခါကြရင်အလန်းကျယ်ပြီးအလဲလက်သွားတာဖြစ်တယ်နီးတဲ့ဟာတွေကိုမမြင်မဲနဲ့အနုစိတ်မလုံးမိရတာအနုစိတ်ကမလို့ပါဘူးအသေးစိတ်ကမလို့ပါဘူးစနေကြိုအဆိုးပေါ့ဗျာစနေကြိုအကောင်းကအနုစိတ်လုံးတယ်စနေကြိုအဆိုးဘက်ကိုကြာတာပရီဒီယာယိုင်သွားတာဖြစ်တဲ့အတွက် အနုစိတ်အသေးစိတ်လှုပ်ချင်စိတ်ယော့သွားတယ်တေးတေးမွားမွားလေးတွေလှုပ်ချင်စိတ်ယော့သွားတယ်အဲ့ဒီလိုယော့တာကနေလေကျွန်တော်တို့ထင်တယ်လို့အဆင်မပြေတာဘေးကြာရီသားမီးတွေရဲ့တတိထားမှာဒစိမ့်တရံနေပြကြာရီသားမီးတော်တော်များများဒစိမ့်တွေကိုယုံလွယ်တယ်နော်ကျွန်တော်တို့တွေဆိုရင်ဒစိမ့်တွေမသိတဲ့ဆိုကျွန်တော်ဘယ်သူမှသိမယုံဘေးတယ်လာမီးကိုအိမ်ထဲလာရင်တော့ခြေဆုံးကောင်းဆုံးကြည့်သေးတာကျွန်တော်က ဘေးရင်လာမေးတဲ့လူရောဟောရလားကျွန်တော်အိမ်ရောလာတာဟုတ်ရလားဒါကြာကျွန်တော်မေးတယ်ကျွန်တော်အိမ်ရောလာတာဟုတ်တယ်လားအခြားဘေးရင်ဆရာစီကြီးလာတာလားကျွန်တော်အဲ့လိုမေးမေးသေးတာကျွန်တော်ဆိုအဲ့လိုပေါ့နော်ဒီဇိုင်းတရားကိုနည်းနည်းသတိထားပြီးဆက်ဆံတဲ့အဲမှာပါတယ်ကျွန်တော်လည်းမသိတဲ့လူဆိုတော့တော်တော်လက်မခံတာရှိတယ်အဝေးရနေလာမေးရင်တော့မှကျွန်တော်စီလာဘူးလားကျွန်တော်တိလာလို့မေးတယ်ဆိုတော့ကျွန်တော်အရင်ပြိတ်တက်လားဟုတ်ရလားဆိုတဲ့စိတ်နဲ့မေးတာနော်အဲ့လိုမျိုးဖြစ်တယ်ကြာပြီးသားမိကြတော့ဒီဇိုင်းနေနေရောရောနောနောနေလုံးနဲ့နှီးဆက်လုံးနဲ့ ။ဟောဒီဇိုင်းတယောက်ဒုက္ခရောက်နေတယ်ဆိုအကူညီကျင်းတာ။အဲ့တော့အချို့လူတွေကလိန်သွားတတ်တယ်ကို။ဒါဆိုကြာပြီးသားသားပြီးတွေကဒီဇိုင်းတရားမသိတဲ့လူတွေကိုကူညီလိုက်ဟဲ့အဲ့လူသိလားမသိဘူးလေ။ကူညီတောင်းလို့ပေးလိုက်တယ်ပြီးလဲပြောဘယ်အဆရှာအောင်လဲမသိတော့။အာရိပြတနာတွေကကြာပြီးသားပြီးတွေသတိထားရမယ်အချက်တွေဖြစ်တယ်။ဒါကြောင့်ပဲအนุစိတ်အသေးသေးသူများကိုကောင်းစေချင်တဲ့စိတ်နဲ့ပြောတာတွေလျှော့ပါเนาะစကားပြောဆိုအထိမ်းပါပြီးရင်တေးချာချာအသေးစိတ်လောက်ကမဲ့ကိစ္စတွေကိုအလှမ်းကျက်လဲလက်ပြီးမလုပ်ဖဲမနေလိုက်ပါနဲ့เนาะ အစိမ်းတရံနေလူမျိုးသားတွေဘာသာကြားတွေကိုယ်မနဲ့မသိတဲ့လူတွေအယံကာရောမယုံလိုက်ပါနဲ့အဲ့လိုလူတွေကြောင့်အလိန်ခံရတာဒီကြာသာပရိတွေမှာအများဆုံးဖြစ်တာကျွန်တော်တွေ့ရလို့ပါဒါလို့ဆိုသဘောပေါက်မယ်ထဲမှာရဒါဆိုကြာပရိသားမီးတွေအတွက်လောက်ဆိုဆောင်းဆောင်းလေးတွေသိမယ်ကျွန်တော်ဗီဒီယိုတွေအရှိကြီးမရိုက်ချင်တဲ့အတွက်ဒီလောက်ဖ ೇನೆ ဖြတ်လိုက်ပါမယ်ကြာပရိသားသားမီးတွေအားလုံးအဆင်ပြေကြပါစေခံကောင်းကြပါစေအဖက်ဖက်ကနေမမိလိုချင်တာတွေပြည့်ပါစေလို့ပဲဆုမကောင်းတောင်းအပ်ပါတယ်ဗျာ